နေသူကတော့ဒီကနေ့မှာစစ်ကောင်စီရဲ့ရေကောက်ပွဲစကားကြီးကိုရိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီကနေ့မှာ ဖြည့်ရှင်းချက်ပြီးပြီးလုံးဝအထင်မှားမထားတဲ့ကိစ္စတွေပါချိန်ညာလိုက်လို့တနိုင်းကလုံးကပြစ်တဲ့တွေကအောင်းအောင်းထိမ့်လန့်သွားခဲ့ရပါတယ်။နေသူကဒီကနေ့မှာဆိုရင်တော့ဖြစ်အခုလိုမျိုးဒီစကားကိုရိုက်တာက ဘသူရဲ့ဖိအားပေးခြင်းမှမပါဘဲနဲ့ပြည်သူတွေကိုအမှန်တရားဆိုတာသိစေခြင်းလို့ရိုက်တာဖြစ်ကြောင်းဘသူတွေဝေဖန်သည်ဖြစ်စေကိုကမှန်တယ်လို့ယက်တည်ထားတဲ့အရာပေါ်မှာဒီအရာပေါ်မှာယက်တည်နေတဲ့ပြည်သူတွေနဲ့အတူတူเนาะဒါကျွန်တော်တို့ဟိုဒီအစိုးရနဲ့အတူတူယက်တည်သွားမှာဖြစ်ကြောင်းနေသူကကြေညာတယ်ထပ်ပြီးတော့နေသူကပြည်သူတွေကိုချင်းချောက်လိုက်တာကဒီကနေ့မှာစစ်ကောင်စီနဲ့ဒါတနက်ပြက်လေးချင်းနေတဲ့ဒါဓာတ်ပုံတွေပါ online ပေါ်မှာတင်လာခဲ့တာဖြစ်ပြီးတော့ပြည်သူလူထုကိုဒါချင်းချောက်လိုက်တာဖြစ်တယ်ပေါ့နော်။နေသူရေအခုလိုမျိုးလုပ်ရကြအောင်တနိုင်းကလုံးကပြည်သူတွေကတတော်လေးကိုစိတ်သွနေကြပြီးအထူးသဖြင့်တော့ရခိုင်လူမျိုးတွေပါနော်။ရခိုင်တပ်တော်အေအာဆိုနေပြီးနေသူကိုသူ့ရတင်ကြင်ဒါမဆိုင်စစ်ကြင်ညာလိုက်ပြီးဖြစ်တယ်။တော်လိုင်းရေကိုစော်ကားတွေတိုင်းသားလန်နဲ့ကန်ဒီကိုစော်ကားတွေ ရခိုင်လူမျိုးကိုစော်ကားတယ်နော်ဟိုစစ်ကောင်စီကရခိုင်လူမျိုးတွေကိုအထက်တပြည့်တနိုင်ကလုံးဘုံကျဲမှုအတိုင်းတာမှာရခိုင်ပြည်နယ်ကိုဘုံကျဲတာကဘူဆိုးတာပါနော်ရခိုင်ပြည်နယ်မှာနေတိုင်းဘုံကျဲလို့တည်နေကြတာဖြစ်တယ်ဒါကိုနီတူကသိရသားနေကိုတမင်တက်တဲ့စစ်ကောင်စီနဲ့ဘူပေါင်းဝေတို့ခုနှစ်မျိုးလှုပ်တာဒီကနေ့မှာသူကအမှန်တရားကိုလှုပ်တာနော်ဘယ်သူမှဖိအားပေးစရာမလိုဘူးဘယ်သူမှတိုက်သွင်းလို့လှုပ်တာမဟုတ်ဘူးသူကိုယ်တိုင်ကဒီဇက်ကားကိုရိုက်ကျင်လုံးလို့တောင်းဆိုပြီးပြောလာတာဖြစ်တဲ့တနိုင်ကလုံးဝစိတ်တူနေကြပြီပဲဖြစ်ပါ